ကဲစူပါလက်ကတော့နာဘီကိုရှုံးသွားတဲ့ကိစ္စနဲ့ပတ်သက်ပြီးဆိုရှယ်မီဒီယာပေါ်မှာပြောသင့်တာကိုပြောလာခဲ့ပြီလည်းဖြစ်ပါတယ်။စူပါလက်နဲ့နာဘီတို့ရဲ့ထူပွဲကြီးကတော့ပရိသတ်တွေလုံးဝမျှော်လင့်မထားတာနော်ဖြစ်သွားခဲ့ပြီလည်းဖြစ်ပါတယ်။နာဘီဟာတနည်းနည်းနဲ့အတွင်းမှာအရန်အရန်ကိုတိုးတက်လာပြီးဖြစ်ပါတယ်။အရင်ကနာဘီမဟုတ်တော့ဘူး။ပထမဦးဆုံးဝမ်ချန်ပီယံရှစ်ကိုနာဘီဆက်ရောက်တုန်းကစူပါလက်နဲ့ထိုးရတယ်။အဲချိန်တုန်းကစူပါလက်ကဘီရင်သူစုဖြစ်နေပြီ။နာဘီကအခုမှတက်တစ်ဆာကောင်းလီ ကျွန်တော်အမောက်သိခံလိုက်ရတယ်။ဒါကြောင့်နာဘီဟာသူ့လူအချက်တွေကိုဖြည့်တယ်။အရေးချင်းလူအချက်မှန်သမျှကိုမာဂွန်ကိုရအကုန်လုံးဖြည့်လိုက်တာဖြစ်တယ်နော်။အချို့သော ဖိုက်တာတွေက နာဘီကအရက်ပေးရှိတာမာဂွန်မမြင်ဘူးအောက်ပိုင်းဖြူမယ်နော်။ဝိုက်ကို ဖြူမယ်။အစရှိသဖြင့်အားနဲ့ချက်တွေကိုရှာခဲ့ကြပါမယ်။နာဘီကိုရင်က အောက်ပိုင်းရောဘိုက်ကျက်သားရောမအောင်လှုပ်လိုက်ပြီးတော့မာကိုမြှက်လိုက်ပြီးတော့လေးချင်းလိုက်တဲ့ခါမှာတော့နာဘီကိုဘာမှလုံမရနိုင်ခဲ့ကြတော့ပါဘူးအဲ့ဒီထဲမှာစူပါလက်ရော်ပါသွားပါပြီ အခုစူပါလိကတော့နာဘီနဲ့တော့ထိုးသွားတဲ့ဘွဲနဲ့ပတ်သက်ပြီးတော့နာဘီကိုအရန်အရန်ကိုလေးစားမိပါရတဲ့သူရဲ့တိုးတက်နိုင်အောင်လုပ်တဲ့အရေးချင်းတွေနော်မစုံမနစ်နဲ့စူးစမ်းတဲ့သူရဲ့လုံလဝီရိယတွေရောနော်စူးစမ်းနိုင်မှုတွေရောအခုလိုမျိုးနော်ပရိုတက်လန်အောင်လုံနိုင်တာကိုပဲအရန်ရန်ကိုချီးကျူးမိကြောင်းဒါမဲ့ကျွန်တော်ရှုံးသွားတဲ့အရာအတွက်ပြည်သက်တွေကိုတောင်းပန်ကြောင်းနဲ့ နာဗီကိုလည်းအရန်အရန်ကိုအားပေးကြောင်းဒီတက်ဘကကောင်းမွန်အောင်ကြိုးစားပါကြောင်းနာဗီကိုပြောသွားခဲ့ပြီးတော့ကျွန်တော်အနိုင်နဲ့ပြန်လာမှာပါဆိုပြီးတော့စူပါလက်ကဂျုံဝါသွားခဲ့တာပဲဖြစ်ပါတယ်နော်ဒီချာတာကတော့ဘတန်ဝိတ်တန်ချန်ပီယံကပတ်လူပွဲအတွက်စူပါလက်နဲ့နာဗီတို့ပြန်လဲတွေ့မှာတီးချပါတယ်နော်ဒီရီမတ်ပွဲကိုပြည်သက်တီကပြန်လဲကြည့်ကြည့်နေတာတီးချပါတယ်စူပါလက်ဟာဝိတ်တန်မဝင်တာဖြစ်တဲ့အတွက်ဘန်နာဝိတ်တန်ကပတ်နော်အသိခံလိုက်ရတာဖြစ်တယ်အသိခံလိုက်ရလို့လေ တော်လေးကိုစိတ်တက်ကြနေပြီးတော့ပွဲတွင်မှာတတော်လေးကိုစိတ်မပါတာကိုတွေ့ရတယ်။အခုလိုမျိုးဝိတ်တန်းဝင်တာကပတ်အသိန်းခံလိုက်ရတာဖြစ်တဲ့အတွက်နာပြီးတော့လည်းအိမ်မဲဆိုးကြီးဖြစ်သွားတယ်။စူပါလက်ကိုနိုင်လို့တော့ကပတ်မရလိုက်ဘူး။ဘလို့ဖြစ်ဖြစ်သူတို့ညော့ရဲ့ပွဲကတော့ပြန်လေကြည့်ရမှာသေချာပါရီ။စူပါလက်ကတော့ပြည်သက်တကိုခရီးပစ်ထားတယ်။အနိုင်နဲ့ပြန်လာမေးတယ်ဗျာ။